ငယ်ဆက်မှာစီးပဋိပက္ခတွေရုတ်တရက်ပြန်လည်မြင့်တက်လာတဲ့နောက်ထောင်ထဲရှိတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားဒေသခံတွေအရေးပေါ်ရွှေ့ပြောင်းနေကြတယ်လို့သိရပါဗျ။ဒီဇင်ဘာလ9ရက်နေ့မှာကမ္ဘောဒီးယားဘက်ကရန်စပစ်ခတ်ခဲ့ကြောင်းထိုင်းကဆွဆွဲခဲ့ပြီးဒီဇင်ဘာလ10ရက်မနက်ပိုင်းမှာတော့ကမ္ဘောဒီးယားရဲ့လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်မှုကြောင့်ထိုင်းစစ်သားတယောက်သေဆုံးပြီး6ယောက်ဒဏ်ရာရရှိတယ်လို့ထုတ်ပြန်ထားပါဗျ။အဲ့ဒီအတွက်ထိုင်းကနေဆက်မှာရှိတဲ့ကမ္ဘောဒီးယားစစ်စခန်းတွေကိုတိုက်လေရင်တွေနဲ့ဘုံကျဲခဲ့ပါဗျ။ ကမ္ဘောဒီးယားကထိုင်းရဲ့လေကြောင်းတိုက်ခတ်မှုတွေကိုအတည်ပြုခဲ့ပြီးပြောင်ပြောင်တင်းတင်းရန်စဖို့တခုလို့ရှုတ်ချခဲ့ပါတယ်။ထိုင်းလေတပ်ကတော့ဒါဟာကုကုကိုကောက်ွယ်ပိုင်ခွင့်နဲ့အညီတုတ်ပြန်ချင်းတာဖြစ်တယ်လို့ပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဇူလိုင်လကုန်ပိုင်းတုန်းကနေဆက်အငင်းပွားမှုတွေကိုအကြောင်းပြုပြီး၅ရက်ကြာစစ်ခဲတိုက်ခိုက်ခဲ့ပူးပါတယ်။အဲ့ဒီစစ်ပွဲဟာအမေရိကန်နဲ့မလေးရှားအစိုးရတွေရဲ့ဂျောင်းဝင်ဆက်ဆက်ပေးမှုနဲ့အတူအပြစ်ရသဘောတူညီမှုအရရှိသွားပေမဲ့အခုတော့ပြန်လည်တင်းမာလာနေတာဖြစ်ပါတယ်။ နိုင်ငံစလုံးကအပြစ်ရသဘောတူညီမှုကိုချိုးဖောက်ကြောင်းအပြစ်အလံဆက်ဆွဲဝေဖန်နေကြတာပါအပြစ်ရပြီးနောက်ပိုင်းနေဆက်မှာမြေမြုပ်မိုင်းပေါက်ကွဲမှုတွေဆက်လက်ဖြစ်ပွားရာကထိုင်းစစ်သားတွေတရားရခဲ့တဲ့နောက်နိုဝင်ဘာ10ရက်နေ့မှာတော့အဲ့ဒီသဘောတူညီမှုအပေါ်လေးစားလိုက်နာမှုအမှန်တမျှကိုထိုင်းဘက်ကဆိုင်းငံ့ထားမယ်လို့ဝန်ကြီးချုပ်အနူတင်ချန်ဗီယာဂူကကြေညာခဲ့ပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကရှီတန်းမှာရှိတဲ့တပ်တွေအနေနဲ့ ထိုင်းရဲ့ရန်စားမှုတွေကိုအတက်နိုင်ဆုံးတီးခတ်နေဖို့လိုကြောင်းငင်းချင်းရဲ့သဘောတူညီချက်ကိုကမ္ဘောဒီးယားဘက်ကစတင်ချိုးဖောက်တယ်လို့ဖြစ်အောင်ထိုင်းကတမင်ရန်စားနေချင်းတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားအနေနဲ့ဘလောက်ထိပဲတီးခတ်မယ်ဆိုတဲ့အတိုင်းအတာကိုလည်းတိတိကျကျသတ်မှတ်ထားပြီးဖြစ်ကြောင်းစစ်ဦးစီးအရာရှိအစဉ်စဉ်ကလက်ရှိဖြစ်ပျက်ပြောင်းလဲနေမှုတွေကိုအတွင်းကျကျနားလည်အောင်စမ်းစစ်ပြီးလိုအပ်တဲ့ညွှန်ကြားချက်တွေကိုထုတ်ပြန်နေကြောင်းလည်းဟွန်ဆန်ကဆိုပါတယ်။လက်ရှိမှာတော့ ထိုင်းကမ္ဘောဒီးယားနယ်စပ်တခြားစစ်ရေးအခြေအနေတင်းမာနေတဲ့ပိုဆိုးလာနေတဲ့နေရာတွေမှာနေထိုင်နေတဲ့နှစ်ဖက်ပြည်သူတွေဟာဘေးလွတ်ရာနေရာစီးအလို့တကြီးရွှေ့ပြောင်းထွက်ခွာနေကြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကတော့တစ်ဖက်ကရန်ဆောင်းမှုတွေကိုတုံ့ပြန်ယုံတာစစ်စင်ရေးတွေကိုအကန့်အသတ်နဲ့လှုပ်ဆောင်နေကြောင်းအသီးသီးပြောထားပေမဲ့တင်းမာမှုတွေက24နာရီအတွင်းတိတိသားသားမြင့်တက်လာတာဖြစ်ပါတယ်။တက်ခိုက်မှုတွေအတွင်းနှစ်ဖက်အသေးပြောက်အခြေအနေကိုတိတိကျကျမသိရသေးပေမဲ့ကမ္ဘောဒီးယားအစိုးရကတော့ နိုင်ငံမြောက်ပိုင်းပရော်ဘီဟီရာနဲ့အော်တာမြန်ချီပြည်နယ်တွေထဲကနေဆက်တွေမှာထိုင်းရဲတက်ခတ်မှုကြောင့်အရက်သား၄ယောက်သေဆုံးပြီး၉ယောက်ဒဏ်ရာရရှိကြတယ်လို့ထုတ်ပြန်ထားပါတယ်။ဇူလိုင်လတုန်းကအစ်ရဲ့ဗတိပခါမှာတော့နှစ်နိုင်ငံပေါင်းလူ၄၈ယောက်ထပ်မံသေဆုံးခဲ့ပြီးနေဆက်ဒေသတွေမှာနေထိုင်သူ၃သိန်းလောက်ယာယီနေရအဆုံးခွာထွက်ပြေးခဲ့ရပူပါတယ်ရှင်။